ကိုတပ်ပနှင့်တွေ့ဆုံခြင်းအဝေးပြေးကားဂိတ်တွင်ဖြစ်သည် ကားကထွက်ချိန်ရောက်ပြီးကားထဲတွင်ခရီးသည်တစ်ယောက်ကျန်နေသဖြင့်ကားဂိတ်ကကြေညာနေသည် ထိုင်းကုံအမတ် A73 ရှင်ကားထွက်တော်မူဖြစ်သည်ဖြင့်အမြန်ဆုံးနေရာယူပေးပါရင်မြစ်တာရက်ခံအပ်ပါသည်ထိုထိုင်ကုန်နှင့်ဘေးကျင်းကဲ့ရဲ့ထိုင်နေသောမိန်းကလေးတအူက သူ့အိတ်ထဲမှစာအုပ်တအုပ်ကိုထုတ်ပြီးဖတ်နေသည်မကြာမီကားကစတင်ဘိန်းလှိန်တော်သည်ထို့အချိန်မှဟိုဒါဟိုဒါဥဩကလူတယောက်ပြေးလာသည်ကားကရက်လိုက်သည်ကျွန်တော်အေးဆက်သုံးမှာကားအကူမင်းကလေးကသူ့ကိုနေရာလိုက်ပြပေးသည်သူကလွယ်လာသောအိတ်ကိုအပေါ်ရှိဆင်တွင်တင်လိုက်ပြီးမင်းကလေးဘေးတွင်ထိုင်ချကာဟူးဟူ၍ လေပြင်းကြီးကိုမှုတ်ထုတ်လိုက်သည်ကားကစထွက်ပြီးထိုသူကကားတွေကလည်းပိတ်လိုက်တာလွန်မာရော ကိုတော့ကားကိုတော့မမီလိုက်တော့ဘူးထင်နေတာမမီလဲတက္ကစီကိုလိုက်ခိုင်းမှာပါသူက သူ့ဘေးမှမိန်းကလေးကိုရည်ရွယ်ပြောနေခြင်းဖြစ်တော်လဲမိန်းကလေးကဂယုမဆိုင် သူ့စာကိုသူဖတ်နေသည်ဒီကညီမမန္တလေးကိုပဲလားကောင်မလေးကပြုံးလိုက်ပြီးစာဆက်ဖတ်နေသည် စာဖတ်တာကောင်းပါတယ်။တို့တိုင်းပြည်မှာစာဖတ်တဲ့သူတွေများလာမှဖြစ်မယ်။တိုင်းပြည်ကနိုင်ကြနေရမဟုတ်လား။ပညာတတ်တွေများလာမှဖြစ်မှာ။ကောင်မလေးကသူ့ကိုခယူမဆိုင်စာကိုသာစက်ဖတ်နေသည်။နိုင်ငံရေးအကြောင်းလေးများဆွေးနွေးချင်မလားမသိဘူး။ကောင်မလေးကခေါင်းခါပြလိုက်သည်။စီးပွားရေးရောခေါင်းခါပြသည်။လူမှုရေးဘာသာရေး အဆအဆအယားယားအကုန်တိနေပုံပေါ်တော့ကိုတပ်ပကြီးကိုတခုခုတော့တုံ့ပြန်မှဖြစ်တော့မည်ဟုမိန်ကလေးကဆုံးဖြတ်လိုက်ပုံပေါ်သည်စာအုပ်ကိုပိတ်လိုက်သည်ကျမကူဖတ်နေတာဘာစာအုပ်လဲသိလားမိန်ကလေးကသူ့ကိုဖတ်နေသောစာအုပ်အဖုံအားထောင်ပြလိုက်သည် nuclear physics ဆိုသည့်စာအုပ်ဖြစ်သည်ဟာအဲ့ဒီကြောင်ကိုကောင်းကောင်းသိတာပေါ့ကိုတို့ကြောင်မှာသင်ခဲ့ရတယ်လေကောင်းပြီလေ ဒါဆိုရင် ကျမတခုမေးမယ်။ရှင်းပြနိုင်မယ်ဆိုရင် ကျမတို့စကားဆက်ပြောကြတာပေါ့။မပြေနိုင်ဘူးဆိုရင်တော့ရှင်တလန်းလုံးတိတ်တိတ်လေးနေပေးပါမယ်လို့ဂတိပေးရမယ်။ကိုရုเจ้าတော်ကြီးကကိုရုကိုမသိတာဘာမှမရှိ မတတ်တာဘာမှမရှိအောင်ကိုသင်ပေးလိုက်ပြီးသားပါ။ကဲမေးချင်ရမေး။ဟုတ်ပြီ။လေတော်အိမ်မှာနွားတကောင် မြင်းတကောင်စိတ်တကောင်ရှိတယ်။လေသမားက အဲ့ဒီတလေးဆန်သုံးကောင်ကိုအစာခွက်ဇလားကြီးထဲမှာမြက်တွေကိုထည့်ကျွေးတယ်။နွားရောမြင်းရောစိတ်ရောဇလားကြီးထဲကမြက်တစ်မျိုးတည်းကိုပဲအတူတူစားကြတယ်။မဲမဲကွန်ကလာမယ်လေနားထောင်ပါဦး။အဲ့ဒီတလေးဆန်သုံးကောင်ဟာမြက်တစ်မျိုးတည်းကိုပဲစားတာချင်းအတူတူနွားကပါလိုက်တဲ့ချီးကအပုံကြီးမြင်းကပါချလိုက်တဲ့ချီးကအတုံးကြီး အဲစိတ်ကပါလိုက်တဲ့ချီးကြတော့အတုံးသစ်သေးလေးတွေဘာကြောင့်သူတို့သုံးမျိုးကမတူရတာလဲကဲဖြေမိန်ကလေးကသူ့မိကုံးကိုမေးပြီးပြီဖြစ်သောကြောင့်အပြင်ကိုငေးပြီးလိုက်ပါလာသည်ကိုတပ်ပသည်ခေါင်းကုပ်ပြီးစဉ်းစားသည်ကားကအဲကွန်ကားဖြစ်တော်လဲသူချွေးပြန်လာသည်နောက်ဆုံးတွင်ကဲမသိတော့ဘူးအရှုံးပေးပါရဲ့ မိန်ကလေးကစာအုပ်ကိုပြန်ဖွင့်လိုက်ပြီးချီအကြောင်းလောက်တောင်မသိတဲ့လူနဲ့ကျမဘာအကြောင်းမှဆက်ပြီးဆွေးနွေးစရာမရှိတော့ပါဘူးဟုဆိုက စာကိုဆက်ဖတ်နေလိုက်သည်ကိုတပ်ပါကြီးတလန်းလုံးနှုတ်ပိတ်က လိုက်ပါလာခဲ့သည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နိုင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်းအေးရ Podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကို အရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။